အားလုံးမင်္ဂလာပါအဲတော့ကျွန်တော်ဒီညနေဒီလူသစ်တွေအတွက်ပေါ့နော် offer လေးရလို့ကျွန်တော်အဲလူလန်းခေါ်တယ်ပေါ့နော်ဆိုတော့တက်မှာတန်ခါတက်မော့တန်ချိန်9600တောင်းနေအတွက်ပေါ့နော်ဒီ match တဲ့နဲ့ april ထဲမှာတက်မော့အများကြီးပေါ့တက်ပေါ့နော်ဆိုတော့ dr ရော er ရောသူတို့ gs ရောအဓိကတော့ကို massman ရတယ် gs ဆိုလဲ speaking ကောင်းအောင်ရတယ်ပေါ့နော်ကျွန်တော် plan ခေါ်တယ်ဆိုတော့အဲ့မှာဘာတွေ့ရလဲဆိုတော့အော် တန်ကသင်တန်းမတက်ထားကြဘူးနော်လူသစ်တွေသူတို့တန်ကသင်မို့အနေများလို့ပဲဖြစ်ဖြစ်ပါပြီတခုအကြောင်းကြောင့်မတက်ထားဘူးနော်ဒါပေမဲ့လက်ရှိ market အနေထားအရတန်ကသင်မို့ body ကိုပဲအများပြတက်ရတာပါလူသစ်ကအဲ့တော့တန်ကလက်မှတ်ယူထားလိုက် TF လက်မှတ်ယူထားလိုက်ရင်ဟိုတန်ကပဲတက်တက်ဟို back ပဲတက်တက်ကိုယ်ညာပဲတက်တက်လူသစ်တို့ကြတော့တိတ်သင်မို့မရွေးရွေးလို့မှတိတ်မရတော့ဘူးဆိုတော့အဓိကတွေ့တာတန်ကဘောနော်တန်ကပြီးကျော် speaking test လုပ်တယ်ဆိုတော့ interview ခေါ်တယ်ကျွန်တော်သင်တန်းသားတွေကိုပဲအရင်ခေါ်တာပဲဒါပေမဲ့ တော်တော်များများက interview တွေ ready မဖြစ်ဘူးဆိုတော့ဆိုတော့ interview ဆိုတာနဲ့ဘာလို့လန့်လို့လန့်မှန်းမသိဘူးကျွန်တော် myself လောက်ပဲမေးတာဗျ interview ကတော်တော်လက် communication လုပ်နိုင်ရပြီနော်ဒါပေမဲ့ interview ကိုကြောက်တယ်ဒုတိယချက်ပေါ့နော် interview ကြောက်တယ်အာပြီးတော့ဟိုထုံးစံတိုင်းဟိုဘာလို့လဲဆိုတော့ပတ်စံပေါ့နော်ပတ်စံမတတ်နိုင်တာမျိုးလေးရှိဆိုတော့ကျွန်တော်တို့ကတော့ ဟိုရိုက်ကြီးတွေလာတာတွေကိုကျွန်တော်တို့ကဘာမှဝင်ပြီးပတ်သက်လို့မရဘူးကျွန်တော်တို့ကဒီလာတာဒီရိုက်ကြီးနဲ့ဒီဒီခေါ်တယ်ကျွန်တော်တို့ SBF မှန်တာနဲ့လုပ်တယ်ပြီးတော့တင်မောမှန်ပါနော်အဲ့ဒါပဲကြည်ပေးနေလိုက်ရိုက်သေးနေလာတာတော့ဒီသူတို့မိပါတွေတက်နိုင်နေပုံမူတည်တာပါနော်ဆိုတော့တက်နိုင်နေမှာအကျွေးနဲ့မလိုက်ဘူးဒီနေရာနေတခါကျွန်တော်ပြောခြင်းနဲ့ဆိုတော့အဲတင်မောဘော်ဒီကိုကျွန်တော်တို့ကတင်ပေးနိုင်တာပဲရှိတာကန်ထရိုက်ပြည့်မပြည့်ကသူတို့ရဲ့အာကញ្ញံဝရိယပေါ်မူတည်တယ်ဒါကြောင့်မလို့ရိုက်ကြီးတွေကိုအတိုးတွေနဲ့ ချင်းပြီးမတက်နဲ့စပုတ်ပေးနိုင်မဲ့အတိုးမပါပဲချီးနိုင်မဲ့လူမျိုးဒါမှမဟုတ်ကိုကိုယ်ပိုင်ပတ်စံနေဆိုတော့တက်ကြနော်ရေကြီးလာတာလက်ရှိအနေထားအရလုံးဝမမြဘူးလို့ပြောလို့ရမမြဘူးပေါ့ဗျာဒါပေမဲ့နောက်တစ်ခေါက်တော့ okay တယ်ဆိုတော့24ရမယ် contract ပြည့်မယ်ဆိုရင်24ရမယ် contract ပြည့်တယ်ရမယ်6လောက်ဆိုရင်ရ24ရမယ်ဆိုတော့တန်ကတော့ရအောင်ပေါ့နော်ဒါကနောက်တစ်ခေါက်တော့တော်တော်အဆင်ပြေတယ်အဲအကြောင်းကျွန်တော်တို့ကခေါ်ပေးတာပြီးတော့ Skype account ရှိဖို့လိုတယ်နော်အဲ့တော့ ပရမတိသုံးသံတိုင်းဘုရားသခင်နော်ဒုတိယဘုရားသခင်ပတ်စံတနိုင်ဖို့လိုတယ်တန်ကာလက်မှတ်ရှိဖို့လိုတယ်အင်တာဗျူးနိုင်ဖို့လိုတယ်နော်အင်တာဗျူးနိုင်ဖို့လိုတယ် communication ကောင်းအင်္ဂလိပ်လိုဗျာအဓိကအင်္ဂလိပ်လိုသိမကောင်းလဲ communicate လုပ်နိုင်ရနော်လူသစ်ဆိုတော့လေဆိုတော့ပြီးသွားရင်အော် Skype account လိုတယ်ဗောနော်ဆိုတော့တရုတ်တရားအကုန်လုံး Skype တွေနဲ့ပြူကြတာဆို Skype account လိုတယ်ဆိုတော့အဲ့ဒါလေးတွေရှိတယ်ဆိုရင်လူသစ်တွေ DRE ကအတက် 30အောင်25အောင်ဆိုရင်ပိုကောင်းတယ်ဆိုတော့ကျွန်တော်တို့တက်နိုင်ကြမြတ်ခေါ်ပေးမယ်ပေါ့နော်ဒီ match နဲ့ April အတွင်းမှာပေါ့နော်ဆိုတော့တခြားလာတွေလည်းရတယ်ဗျာဒါပေမဲ့လည်းဒီလိုမျိုးအများအပြားကြတော့ကြုံနဲ့လာပေါ့နော်ဆိုတော့ဒီ match နဲ့ April အတွင်းမှာလူသစ်တွေအတွက်အခွင့်အရေးအများကြီးရှိတယ်ဆိုတော့ကျွန်တော်ကြိုပြောထားပါတယ်အော်ကျွန်တော်တို့တင်မောအတင်းတက်ဖို့ဘယ်တော့မှမတိုက်တော့ပါဘူးရိုက်ကြီးလာတာမမျှပါဘူးလက်ရှိလူသစ်မှာဒါပေမဲ့ကျွန်တော်တို့ဒီ ဟောနောက်အခောက်အတွက်အဆင်ပြေမဲ့တင်မောတုံးမျိုးဆိုရင်ကျွန်တော်တို့ပြောပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် post တင်ပြီးလူခေါ်တာမပြည့်မစုံဖြစ်သွားခင်အခွင့်လို့ပါ